မရိသတ်ကြီးရဲ့မင်္ဂလာပါဗျမန္တလောကဇာတ်လမ်းများစီစဉ်ကနေပြန်လည်ကကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ညတင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ဇာတ်လမ်းတွေကတော့စာရေးစရာ နေစဉ်မင်းတော်ရေးသားထားတဲ့ဖုဒ္ဓကောင်ရဲ့တန်ရောစဉ်ဆိုတဲ့ဖြစ်ရမှန်ဗန္တလောကဇာတ်လမ်းလေးပဲဖြစ်ပါတယ်ခင်ဗျာဇာတ်လမ်းလေးမစတဲ့ငယ်မညစဉ်ညတိုင်းဗန္တလောကဇာတ်လမ်းကောင်းလေးတွေကိုရွေးချယ်တင်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးပြုလုပ်ထားပြီးတော့ ဗီဒီယိုအသစ်တင်နိုင်သူရှင်နိုင်ဖို့ဘေးနားကနိုတီဘဲခေါလောင်းလေးကိုလည်းနှိပ်ထားပေးကြဖို့မြစ်တာရက်ခံကြပါတယ်ပရိသတ်ကြီးကအစဉ်အသင်းဖြစ်ပြီဆိုရင်တော့ကျွန်တော်နဲ့အတူတူဇာတ်လမ်းလေးကိုလိုက်ပါနားဆင်လိုက်ကြအောင်ခင်ဗျာမကြခင်အိမ်ကိုပြန်ရတော့မီမျိုးမျိုးကိုဝင်ပြောရွှင်နေမိပါတယ်ဇနီးနဲ့သားလေးကိုတင်တော့တင်နေထားနိုင်ရတဲ့အတွက်ပတ်စံမြများရရန်ထိုင်းနိုင်ငံဘန်ကောက်မြို့တွင်သူအလုပ်လုပ်နေခဲ့ဒီမှာတော့၄နှစ်ရှိပြီဖြစ်တယ်ယခုတော်တော်လေးစုမိစောင်းမပြီဖြစ်တော့ကြောင်းလကုံလည်းအင်းတို့အပီးပြင်ရန်စီစဉ်ထားလိုက်ပြီးတော့ ူရဲ့လုံဖို့အကင်မများထန်တော့အချီပေးထားတော့သူရဲ့ဗတ်ဆံများကိုပြန်လဲတောင်းယူရတော့တယ်။သူကအလွန်ယိုးအေးပြီးတော့စိတ်ကောင်းရှိတဲ့အတွက်သူရဲ့လုံဖို့အကင်မများကငွေလိုလျင်သူကထုတ်ချေးလိရှိတယ်။ဒီလိုနဲ့ပြန်ရန်၅ရက်မြအလိုမှာတော့မျိုးကဝင်တယောက်အနေမကောင်းဖြစ်တော့တယ်။ဈေးဝယ်တော့တော့လည်းမတက်တာတဲ့ဖြင့်ဈေးကန်တို့သွားရပါတော့တယ်။ဇေယဝန်စစ်စစ်ကြအရာယောဂမမေရမရှိတော့လေ။သူရဲ့ကျမ်းမာရေးအခြေအနေကတနေ့ထက်တနေ့ပိုပိုပြီးတော့ဆိုးလာတော့တယ်။နောက်ဆုံးမှာတော့အဲ့ရတဲ့လဲတဲ့အခြေအနေပင် ဖြစ်လာခဲ့ပါတယ်။ အင်းတို့ပြန်ရရည်ရထားတော့လေသူကျမ်းမာရဲ့အခြေအနေကြောင့်မပြန်ပြတ်တော့ဘဲနဲ့ပြန်ဖို့ရက်ပင်ကြော်လာခဲ့တော့တယ်။ယခုလိုပြန်ဖို့နီးကမှကောက်ကနေကနေမကောင်းဖြစ်သောကြောင့်သူ့ကိုယ်သူပင်အံ့ဩနေမိပါတယ်။သူ့ရဲ့အခန်းပေါ်တငယ်ချင်းများကလည်းစစ်စည်းလျင်ယောဂမရေရမရှိပေမဲ့ဘလို့ကုကုမပြောက်တော့သူ့ရဲ့ယောဂကိုအံ့ဩသင့်နေမိတယ်။အဲသူ့ရဲ့တငယ်ချင်းများကတစဉ်သူ့ယောဂအခြေအနေကိုသူ့ဤအလုရှင်တတိကသိရှိပြီးတော့ရိုးရိုးနေမကောင်းတာမဖြစ်နိုင်ဘူးဆိုတော့တတိနားလေတော့ဖုန်ကြီးထံသို့သူ့ကိုခေါ်သွားကြတော့တယ် ဖုန်ကြီးရဲ့မိန့်ဆိုချက်အရမျိုးကိုဝင်းမှာအလွန်အဆန်းသက်သောအောက်လန်းပညာပြင်လှုပ်ခံထားရကြောင်းသိခဲ့ရတယ်။အောက်လန်းပညာပြင်လှုပ်ခံရသည့်ရက်မှာကြာနေပြီဖြစ်ပြီးတော့ပညာကအဆန်းထက်သဖြင့်ကုသလို့မရနိုင်တော့ကြောင်းဖုန်ကြီးကမိန်ကြလိုက်တော့တယ်။ကုသရဲ့မရနိုင်တော့ဘူးဆိုတော့ကြောင်းမျိုးကိုဝင်းရဲ့ဆန္ဒဖြစ်သောသူ့ရဲ့အိမ်သို့ပြန်လို့ဒီသဆိုသဖြင့်သူ၏အလို့ရှင်တရီကချက်ချင်းပင်ကားစင်လုံးကမျိုးကိုဝင်းအားအိမ်ပြန်ပို့ဖို့အစီအစဉ်လေတော့တယ်။ ထိုင်းနိုင်ငံဘန်ကောက်မြို့မှာတစဉ်မဲဆောင်မြို့အထိအပီးလင်းတော်မြဝတီမှာသူ့ရဲ့နေအထိတရက်ကြာမြမောင်းနေပြီးတော့ညနေ9နာရီမှာတော့မြို့ကဝင်အိမ်တို့ပြန်ရောက်လာခဲ့တော့တယ်။အဲသူ့ရဲ့အိမ်ရှိသူကားရက်တီနဲ့သူ့ရဲ့ဇနီးတီရာနဲ့ငားနဲ့အရွယ်သူ့ရဲ့သားလေးတီရာကြီးမိခင်ဒေါ်မြင့်ကြီးကပါသူ့ကိုစောင့်ကြိုနေတော့တယ်။မြို့ကဝင်ကားပေါ်မှာဆင်းလာတီနဲ့တီရာမှာသူ့အဖက်ပြီးတော့ငိုတော့တယ်။အပြေဆုံးလိုက်တာကိုမျိုးရဲ့ ဇနီးတဲ့ကသူအဖက်ပြီးငိုနေတဲ့ပြင်မျိုးကိုဝင်နားမလဲစွာဖြစ်နေမိ။ကိုဘာဖြစ်လို့လဲ။ဘာလို့ငိုနေတာလဲတိတာရဲ့။ရှင်မလေးမနဲ့ရှင်ရှင်ရဲ့ကျမရဲ့ရှင်ဒီကိုရှင်ရဲ့တငယ်ချင်းတွေဖုံးဆက်ပြီးပြောပြလို့ကျမသိပြီးပြီရှင်။မလေးမဘူးကွာအခုကိုနေကောင်းနေပါပြီတိတ်တော့နော်မငိုနဲ့တော့။ရှင်တငယ်ချင်းတွေပြောတော့အဲ့ရတဲ့လဲနေတယ်ဆိုအခုကဘာမှမဖြစ်တယ်လို့ပါပဲလား။တိတာကသူအဲ့ဩဆိုတာကြည့်ပြီးတော့ပြောလိုက်ပါတယ်။ မိမမျက်နှာကိုမြင်တာနဲ့ကိုယောဂါကတက်တာသွားပါပြီဘာမှမဖြစ်ဘူးနော်စိတ်မပူနဲ့ခင်မုန်းဖြစ်သူကြီးစကားကြောင့်တီတာဝမ်းသာသွားတော့တယ်ဒီကုမျိုးဒီမှာရှင်းသားလေးငါးနှစ်တောင်ရှိပြီရှင်တီတာကသူမဘေးမှာရှိတော့သားလေးလက်ကိုဆွဲကမျိုးကဝင်အားပြလိုက်တယ်သားလေးကလူကျော်ပဲကွာပြောပြီးတော့မျိုးကဝင်မှာသူ့ရဲ့သားလေးကိုကောက်ချီပြီးနားလိုက်ပါတယ်ကဲမိသားစုတွေအစုံလို့ပြောတာလဲပြောပေါ့မောင်မျိုးကကျမ်းမကြီးကောင်းသေးတာမဟုတ်ဘူးလာလာအိမ်ထဲဝင်ပြီးနားတော့ ရခမာဖြစ်သူဒေါ်မီဝင်ပြောလိုက်ခြင်းဖြစ်ပါတယ်။ဟုတ်ကဲ့ပါမေ။အဲဒီညတော့မျိုးကဝင်ကဇနီးတဲ့မေသမီးဖြစ်ပြောသမ ्या နားထောင်နေညနဲ့မှပဲအဲ့ရဝင်ရတော့တယ်။မနမိုးရင်းဒီနေ့တီတာမှာမျိုးကဝင်အတွက်ဖော်ဖော်ရရချက်ပြုတ်နေတော့တယ်။ချက်ပြုတ် BCB နေပင်တော်တော်မြင့်လာပြီ။မျိုးကဝင်အဲ့ရမှာထမလာသေးသဖြင့်ထမင်းဆိုင်ရန်တော့ခေါ်ရတော့တယ်။မျိုးကဝင်မှာနိုးနေပြီဖြစ်တော့လဲမထသေးဘဲနဲ့စောင်းချုံပြီးနေနေပါတယ်။ကိုမျိုးထမင်းဆိုင်ကိုကျွန်မလာခေါ်တာအဲ့ရမထသေးဘူးလားရှင့် ကိုနေမကောင်းဖြစ်စင်နေလို့ပါကွာနောက်မှစရမယ်မိမအရင်စားထားလိုက်နော်နေမကောင်းရင်လည်းစီကန်းသွားမယ်လေဒီတန်းတော့မနေနေပါနဲ့ရှင်ရတယ်ခဏနေတက်တာသွားမှစိတ်မကူနဲ့ကိုဘာမှမဖြစ်ဘူးတီကလည်းဘာမှဆက်မပြောတော့ဘဲနဲ့မျိုးကိုဝင်းနာကထွက်လာလိုက်တော့ တနေ့လုံးညီမကောင်းတဲ့ပြင်အိယာရဲကမထတော့မျိုးကဝင်မှာညရောက်ဒီနေ့လူကောင်းတယောက်ပမာတီတာနဲ့စကားပြောလိုက်သူ့ရဲ့သားလေးကိုချီလိုက်ကြီးစဲလိုက်ဖြင့်လူကောင်းတယောက်ပမာဖြစ်လို့နေပါတယ်ဒီလိုနဲ့နေ့စဉ်နေ့တိုင်းပဲနေ့ဘက်တနေ့လုံးညီမကောင်းဖြစ်ခြင်းသည်ဟုဆိုကအိယာရဲလဲနေပြီးတော့ညဘက်တွင်သောလူကောင်းတယောက်ပမာဖြစ်နေသည်ကိုအိနီနာချင်းများကပါသိရှိသွားပြီးတော့မျိုးကဝင်ကိုတိတ်မသိမ်းပါကျွန်တော်ပဲတီတာတယောက်အိမ်ရှိတွင်ပေါင်းနေသောမြတ်ပင်များကိုဆက်ရှိလက်ရှိထိုင်ကနှုတ်နေတယ်တို့စဉ်သူမကြီးအိမ်ကောင်းရဲ့အိမ်မှာမက်ရွှေမြတ်ကသူမထံသို့ရောက်လာခဲ့ ပြီးတာဘာရဲ့အလုရှုံနေတာလဲဒီမှလေအင်းရှိကမျက်တွေကိုနှုတ်နေတာရှေ့မင်းယောက်ျားကဝိုင်းမကူဘူးလားသူကကျမ်းမကြီးကောင်းတာမဟုတ်ဘူးလေအခုအဲ့ရထဲမှာပဲနေနေရတယ်ညာဘက်ဆိုအကောင်းကြီးပါဟာနေလို့စကားပြောတဲ့ခလေးကိုကြည့်တဲ့တန်းတွေကိုငါရင်ကအတိုင်းသာကြားနေရတာပဲနေဘက်မှာဘာထဖြစ်ရတာငါလည်းမသိဘူးဟာစေကန်သွားပြမယ်ပြောလဲမသွားဘူးညာဘက်ဆိုတက်တာလို့တော်သေးတာပေါ့ငါနေ့ကအဲ့ဒီအကြောင်းပြောချင်လို့လာခဲ့တာတိရရဲ့ဒီပုံစံတော့နေယောက်ျားကမယုံဘူးနော် ဟင်ဘာကိုမယူတာလဲမရွှေများဖုံးဝင်နေဆိုတော့ကိုနင်ကြားဘူးလားကြားဘူးတယ်လေဘာဖြစ်လို့လဲငါအထင်ပြောရရင်တော့နေယောက်ျားကတေးပြီးတော့ဖုံးဝင်နေတာနဲ့တူတယ်ရွှေများဤစကားကြောင့်တီတာအလွန်ဒေါသထွက်သွားတော့တယ်ဘာဘာပြောတယ်နင်ငါရှိကထွက်သွားတော့ရွှေများငါယောက်ျားကိုမဟုတ်တာလေလာမပြောနဲ့တီတာငါကနင်ကိုဒုက္ခရောက်မှာဆိုလို့စေစရာနဲ့တရီပေးတာပါပါစီစနာလေမယောက်ျားကနင်မကောင်းဖြစ်နေတာကိုနင်အဲ့လိုပြောစရာလားငါဒေါသမထွက်ချင်ဘူးနင်ငါရှိကအခုထွက်သွားတော့ ရွှေမြတ်မှာတီရာသူစင်္ကြာပြင်လာရောက်ပြောပြတော့လဲတီရာသူ့ကိုအလွန်ဒေါသထွက်ပြီးမောင်းထုတ်တာကြောင့်ကုတ်ကုတ်ကလေးပြန်သွားရတာလေဘလို့ဟာမှမသိဘူးအားနေသူများရင်လာပြီးတော့မဟုတ်တာတွေလာလာပြောနေတယ်တီရာမှာသူ့ယောက်ျားကိုမဟုတ်တာပြောရမလားဆိုပြီးတော့ရွှေမြတ်ကိုဒေါသထွက်နေပါလေမျိုးကုံဝင်းအချိန်တွေကတယောက်နားမှာတစ်စင်တရွာလုံးသို့ပြန့်နှံ့သွားတော့တယ်တမီးမောင်မျိုးရဲ့တရင်ကတရွာလုံးကိုပြန့်နှံ့နေပြီတရွာလုံးကလည်းဖုတ်ဝင်နေတယ်လို့ပြောနေကြပြီ တမီးပြောဝင်အရာဆိုရင်တော့အမီနဲ့သူများပြောသလိုဖြစ်နေရဲ့လို့ပဲထင်နေဟာအမီကလည်းရွာကလူတွေကမဟုတ်တာတွေပြောနေကြတာပါတကယ်လို့ကိုမျိုးကဖုတ်ဝင်နေတယ်ဆိုရင်တမီးကိုဒုက္ခပေးမှာပေါ့အမီရဲ့အခုအဲ့လိုမှမဟုတ်တာသားလေးနဲ့လည်းပြပြရှင်ရှင်ပဲနေနေတာပဲကိုအခုဒုက္ခမပေးနိုင်ပဲဒီကျက်ပိုးကြလိုက်ရင်ဒုက္ခပေးလိမ့်မယ်တမီးတတိနားလေတဲ့ဆရာကိုပြင်ပြီးတော့မောင်မျိုးကိုပြကြည့်မလားလို့အမီစဉ်းစားထားတယ်အမေပါရွာကလူတွေတို့ဖြစ်နေပြီတမီးကမဟုတ်ပါဘူးပြောနေတာကို ဟောဟောမဟောဟောသမီးရဲ့ဆရာနဲ့ပြကြည့်တာမမပါဘူးသမီးခေါင်းမမပါနဲ့ကွယ်အမေပြောသလိုလားလို့ပါဟုတ်ပါပြီလေဒါဆိုလည်းအမေသဘောပါမတတ်တာတော့ရဲ့အဆုံးမှာတော့တီတာလဲမိခင်ရဲ့သဘောကိုလက်ခံလိုက်ရတယ်အဲ့ဒါဆိုရင်မနှက်ပြအမေဆရာခေါ်လာခဲ့မယ်သမီးအိမ်ကိုတီတာလက်ခံလိုက်တဲ့ပြင်ဒေါ်မင်းကြီးလည်းဆရာခေါ်ရန်စီစဉ်ရတော့တယ်နောက်တနေ့နနက်မှာတော့ဒေါ်မင်းကြီးကအသက်60ရွယ်အထက်လန်းဆရာနဲ့အတူတီတာရဲ့အိမ်သို့ရောက်လာခဲ့တယ် ။ဆရာရောက်လာတဲ့ဖြင့်တီတာလည်းနေရာထိုင်ခင်းပေးလိုက်ပြီးတော့မျိုးကိုဝင်ကိုဆရာအရှိခေါ်လာလိုက်တယ်။ဆရာကိုတွေ့တဲ့နေ့မျိုးကိုဝင်မှာထိတ်လိမ့်လည်းဖြစ်သွားပြီးတော့မျက်နှာပြက်သွားတော့တယ်။ဆရာလည်းမျိုးကိုဝင်ကိုတွေ့တဲ့နေ့မျိုးကိုဝင်တေဆုံးသွားပြီးဖုတ်ဝင်နေပန်းတီးလိုက်ပါတယ်။ကလေးမစေထားပါကွယ်အခုကလေးမရဲ့အနားမှာရှိနေတာကကလေးမရဲ့ယောက်ျားမဟုတ်ဘူးကွရှင်ကျမနားမလည်ဘူးဆရာရဲ့စကားကြောင့်တီတာအံ့ဩသွားတော်တယ်ဒီလိုကကလေးမရဲ့ လေးမရဲ့ယောက်ျားဟာတေဆုံသွားပြီးတော့ဖုတ်ဝင်နေတာပါ။ဘာဖုတ်ဝင်တာလဲကျွန်တော်မသိဘူးဗျ။ခမရဘာလဲလာပြောနေရလဲ။မိမဒီတူကိုမောင်းထုတ်လိုက်ပါ။ဒီလိုမဟုတ်တာလေလာပြောနေရ။မျိုးကဝင်းမှတီတာကိုအကူအညီတောင်းရတော့တယ်။ဇယားကသူမျိုးကဝင်းမဟုတ်မှန်တိနေသည်မဟုတ်ပါလား။ယောက်ျားဖြစ်သူရဲ့စကားကိုတီတာလဲနားယောင်သွားတော့လဲ။အမေကိုမျိုးကမဟုတ်ဘူးလို့ပြောနေပြီပဲ။အမေခေါ်လာတဲ့ဇယားကိုပြန်ခိုင်းလိုက်ပါတော့။သမီးဖြစ်သူရဲ့စကားကြောင့်ဒေါ်မြင့်ကြီးမှဇယားကိုအားနာသွားတယ်။ ။တမီးဘလို့ပြောလိုက်တာလဲဆရာကိုယ်တိုင်ကတမီးယောက်ျားဆုံးပြီးဖုတ်ဝင်နေတာဘာလို့ပြောနေတာကို။ဘာဖြစ်ဖြစ်တမီးမယုံဘူးအမေ။ကိုမျိုးကနေမကောင်းဖြစ်နေတာလို့ပဲတမီးထင်တယ်။အမေရေမဟုတ်တာတွေမလုပ်ပါနဲ့တော့တမီးတောင်းပန်ပါတယ်။ပြောပြီးဒီနေ့တီတာမှာမျိုးကိုဝင်းကိုဆရာရှိမှခေါ်ထုတ်သွားတော့တယ်။ဆရာလည်းတီတာရဲ့ဒဇွတ်ဒွန်းဆံမှုကြောင့်ဘာမှမပြောဘဲနေလိုက်တော့တယ်။အဲ့တော့မြင့်ကြီးမှာတော့တီတာရဲ့လွှဲရကြအောင်ဆရာကိုအတော်လေးမျက်နာပုံနေမိတယ်။ ကျွန်မတောင်းပန်ပါတယ်ဆရာကြီးတမီးကအယမ်းကိုတစွတ်ထိုးဆန်နေတာဘယ်သူပြောပြောနားမဝင်ဘူးဖြစ်နေတယ်ဆရာနားလည်ပါတယ်ဗျာသူယောက်ျားကိုသူအယမ်းချစ်တော့သူယောက်ျားဆုံးသွားတာကိုသူလက်မခံနိုင်ဘူးဖြစ်နေတာပါတေချာဖြောင်းဖြားပြီးရမှာပါအချိန်တော့မကြစေနဲ့ဗောအချိန်ကြာသွားရင်လူတွေအတွက်အန္တရာယ်ရှိနိုင်ရင်ဗျဟုတ်ကဲ့ဆရာတမီးအဘအခုလိုနားလည်ပြီးတာကျေးဇူးတင်ပါတယ်ဆရာရေတမီးကိုနားဝင်အောင်တေချာပြောပြပေးပါပါ ကောင်းပါပြီဗျာသူနားလေတော့တဲ့အချိန်ကြရင်သာဇယောက်ကိုလောက်ခေါ်ပါအခုတော့ပြန်ခွင့်ပြုပါအောင်ဗျာဟုတ်ပြပါစရာဇယောက်ပြန်သွားမှတော်မြတ်ကြီးလဲတစွထိုးဆန်လာတော့တမီးတီတာကို နားဝင်လာအောင်ဘလို့ဖြောင်းဖြားရမလဲလို့တွေးနေမိတယ်အိမ်ထဲမှာအခုတော့ပုံနဲ့လို့လို့ရနေသေးကိုတီတာတတိထားမိတယ်အနန့်ကလည်းသူမခင်မျိုးကိုဝင်းစီကလာသည်ကိုလည်းသူမသိအဲဒုဗိမဲ့မျိုးကိုဝင်းနေမကောင်းနေတဲ့ဖြင့်ရေမချိုးရသည်မှာကြာပြီဖြစ်ပြီးတော့အနန့်ထွက်လာသည်ဟုပင်မှတ်ယူလိုက်တယ်မမေရေလုံးပါဦး အိမ်နောက်ပွဲမိဘကန်းတွင်မနက်စာအချက်ပြုတ်နေသောတီယာမှာတာလီငိုပြီးသူမစီအလန်တကြားပြေးလာသောကြောင့်ယင်ပူသွားတော်တယ်။ဘာဖြစ်တာလဲ?ဘာဖြစ်တာလဲ?တာဘာဖြစ်လို့လဲ?တာကြောက်တယ်မမီ။တာကြောက်တယ်။ထို့သောပြောရင်တီရာကိုဖက်ပြီးတော့ငိုတော်တယ်။တီရာလည်းအရင်ကြောက်ရွံ့နေတာရှိပြီးတော့သူမအဖက်၍ငိုနေသောတာလီကိုပြန်လည်ဖက်ထားလိုက်တော်တယ်။ဘာမှမကြောက်နဲ့နော်တာလီ။မမီရှိတယ်မငိုနဲ့တော့နော်။တာလီကလိမ်မာပါတယ်ကွင်း။ဘာဖြစ်တာလဲမမီကိုပြောပြလေ။ ဖဖေဖဖေနားမှာတရဲအကောင်ကြီးကြီးထိုင်နေတယ်မမေတားကြောက်တယ်ဟင်တရဲဟုတ်လားတရဲဆိုတဲ့ဖြင့်တီလာလဲမိမသားပြပြလန့်သွားတော့တယ်အခုတလောကွန်မျိုးစီကပုံနဲ့နေလဲရနေတယ်ထမင်းစားရင်လဲအတူတူမစားဘဲနဲ့ဘယ်အချိန်စားမှမသိဘူးပြီးရင်လဲရှိသမျှထမင်းဟင်းတွေကိုကောင်းအောင်စားတတ်တယ်မနေ့ပိုင်းဆိုအိရာတဲ့လဲနေပြီးတော့ညဘက်ဆိုလူကောင်းတယောက်လိုဖြစ်နေတတ်တယ်အခုလဲသားလေးကတရဲတွေ့တယ်တဲ့ဒါဟာပုံမှန်လူတယောက်မဟုတ်တဲ့လက္ခဏာပဲဒါဆိုရင်ကိုမျိုးကသူများတွေပြောသလိုဖောဝင်နေရလား ။တွေးရင်းနဲ့ဒီတာတရားချက်သိမ်းထားတော့တယ်။မဖြစ်ပါဘူး။အမေကိုအကြောင်းကြားမှပဲ။ချက်ချင်းဆိုသလိုသားလေးကိုခေါ်ကဒီတာတရားကိုသူမရဲ့အမေအိမ်တို့သွားတော့တယ်။သူမအမေအိမ်တို့ရောက်တော့အခါဖြစ်သည်မအားလုံးကိုပြောပြလိုက်တော့တယ်။သမီးကိုအမေပြောသားပဲ။အခုတော့ယုံပြီမဟုတ်လား။သားလေးကတရေတွေ့ရင်ဆိုမှသမီးလည်းတွေးကြည့်မိသွားတာသမီးဘာလို့ရမလဲအမေဆရာကိုအမေသွားခေါ်မယ်သမီးကဒီမှာပဲစောင့်နေနော် ဒေါ်မင်းကြီးလည်းရွာထဲရှိအရင်တစ်ခါခေါ်ဘူးတဲ့အထက်တန်းဆရာကြီးအမြန်သွားကခေါ်ရတော့တယ်။အဒီနောက်မှာတီရနဲ့အတူတူတီရနေရင်တို့သွားတော့တယ်။မိမဘာလို့ဒီလူကိုအိမ်ခေါ်လာရတာလဲ။ပြန်ခိုင်းလိုက်ပါနော်မိမ။ဆရာကမြင်းတီနဲ့မျိုးကဝင်းမှာလန့်သွားပြီးတော့တီရကိုပြောလိုက်ခြင်းဖြစ်ပါတယ်။ငါဘာလို့လာရလဲဆိုတာမင်းတီမှာပေါ့။ဘာကိုသိရမှာလဲမသိဘူးမသိဘူး။အဲ့ဒါဆိုလဲပြောပြရသေးတာပေါ့။ဒီကလေးမယောက်ျားရဲ့ခန္ဓာကိုယ်မှာမင်းဘာလို့ဝင်ဝင်နေရတာလဲ။ဆရာရဲ့စကားကြောင့်မျိုးကဝင်းတီရမျက်နှာပြက်သွားတော့တယ်။ ီရောက်ကိုကြည့်တော့လည်းတီရာကအရင်တခါလို့ဘာမှဝင်မပြောတဲ့ဖြင့်သူ့ကိုမျိုးကိုဝင်မဟုတ်မဲရိမ့်မိသွားပြီဆိုတော့ကိုသူသိလိုက်ပါတယ်။အဲထို့ကြောင့်အမှန်တမ်းသူဝင်ခံမှဖြစ်တော့မယ်။ကျွန်တော်ကျွန်တော်တောင်းပန်ပါတယ်ဗျာ။ကျွန်တော်တီရာရဲ့ယောက်ျားမျိုးကိုဝင်မဟုတ်ပါဘူး။ရှင်ဒါဒါဆိုရင်ကျမယောက်ျားကရောဘာမှလဲရှင်။မျိုးကိုဝင်မဟုတ်ဘူးဆိုတဲ့ဖြင့်တီရာထိတ်လန့်သွားတော့တယ်။ကလေးမစိတ်အေးထားပါဆရာဆက်ပြီးမေးပါမယ်။ဟုတ်ကဲ့ပါဆရာမင်းကမျိုးကိုဝင်ရဲ့ခန္ဓာကိုယ်တွေကိုဘယ်တော့ကလေးကဝင်နေရတာလဲ။ မြဝတီတောင်အစင်းလမ်းတကဝင်လာတာပါမြဝတီတောင်အစင်းလမ်းမှာပြီးမြို့ကဝင်းမှာတည်ဆုံသွားပြီဖြစ်ပြီးတော့ဖုတ်ဝင်လာခြင်းဖြစ်ပါတယ်။ဘာရွယ်ချင်းနဲ့အခုလိုဝင်နေနေရတာလဲ။အရင်ကတော့စားခြင်းတောက်ခြင်းလိုဝင်နေတာပါဘသူကမှလည်းဒုက္ခမပေးပါဘူး။အခုတော့တီတော့ကိုတန်ရောစင်ဖြစ်နေပြီမို့ကျွန်တော်ကိုမထွက်ခိုင်းပါနဲ့နော်ဆရာကျွန်တော်တောင်းပန်ပါတယ်။ဖုတ်ဝင်နေတဲ့သူကတီတော့အာတန်ရောစင်ရှိတဲ့ဆက်တဲ့ပြင်သူတို့အလုံးအံအားတင်သွားတော့တယ် ဒီခနာကိုကမင်းရဲ့ခန္ဓာကိုမဟုတ်တဲ့အတွက်အခုလိုဝင်နေလို့ဘယ်ဖြစ်မလဲကွာမင်းမထွက်ရင်တော့ငါရဲ့ပညာအစွမ်းနဲ့မင်းကိုထုတ်ရလိမ့်မယ်ဆရာစကားကြောင့်ဖို့ဝင်နေတော့မျိုးကိုဝင်မှလန့်သွားတော့တယ်မလို့ပါနဲ့ဆရာကြီးကျွန်တော်ထွက်ပါမယ်ဟုတ်ပြီမင်းကိုဒီဘဝကကျွတ်လို့အောင်တော့ဆရာတို့အမြပေးဝေပေးမယ်ကဲမင်းဘာပြောချင်သေးလဲဆရာကဘာပြောချင်လဲလို့ဆိုတဲ့ပြင်ဖို့ဝင်နေတော့မျိုးကိုဝင်မှတီရာဘက်ကိုလှည့်ပြီးတော့တီရာကိုမင်းကိုမခွဲနိုင်ဘူးဒါပေမဲ့ကိုထွက်ရတော့မယ်ပြောရင်ဝမ်းနဲ့ဆိုတာငိုတော့တယ် ီတာလဲငိုရမလို့လို့ကြောက်ရမလို့လို့ဖြစ်နေတယ်။တောင်းမြကြတဲ့အခါမှာတော့ကိုသွားတော့မယ်နော်တီတာထို့တော့ပြောပြီးမျိုးကဝင်းမှလဲကြသွားလျော်တယ်။ခုနကအကောင်းပဂရီရှိနေသောမျိုးကဝင်းရဲ့ခန္ဓာကိုယ်မှလည်းဝင်နေသောဖုတ်ထွက်သွားသည်နှင့်ပုပ်ပွားရည်ရဲသွားတော်တယ်။ကျမနဲ့သားလေးကိုထားသွားပြီလားကိုမျိုးရဲ့။တီတာလဲခုမှငိုဖို့တတိယပြီးတော့ငိုနေတော့တယ်။ ။အရာနဲ့သာဖြစ်ပါကလေးမရင်ဆရာတသက်မှာဒီလိုလိန်မာတဲ့ဖုံမျိုးဝင်တာမတွေ့ဘူးသေးဘူး။အဲသူကအေးဆေးပဲနေလို့ကလေးမတို့ကန်ကောင်းနေ။ကဲရွာကလူတွေကိုအကူညီတောင်းပြီးတော့မြို့ကဝင်းကိုချက်ချင်းတကြိုဖို့လှုပ်တော့။ဆရာလည်းသူ့အလုပ် BC သွားပြီဖြစ်တော့ကြောင်းပြန်သွားတော့တယ်။ဒေါ်မြင့်ကတော့ရွာကလူတွေကိုအကူညီတောင်းကမြို့ကဝင်းကိုတကြိုလိုက်တော့တယ်။မျိုးကဝင်ရက်လယ်မှာတော့ဆရာပြောထားတဲ့အတိုင်းမျိုးကဝင်ထံဝင်နေတော့ဖုတ်တေးရဲကိုပါအမြပေးဝေလိုက်တယ်။ထိုးကြောင့်သူလည်းအမြရပြီးတော့ကျွတ်လွတ်သွားလိမ့်မယ်လို့ထင်နေ ။ဤအဖြစ်ပြက်ကြီးကိုပြန်တွေးလိုက်တိုင်းတိတာမတော်ဖုတ်ဝင်နေသောမိမိခင်မုန်းနေတူတူနေခဲ့ရသည်ကိုကြောက်ရွံ့နေမိတယ်။မျိုးကဝင်းပညာရှင်လောက်ခံရခြင်းမှလည်းသူချီထားသောပတ်စံများကိုပြန်လည်တောင်းယူရတွင်ပြန်မဆက်လို့သောတူတူအုံးမှစိတ်တူပြီးလောက်ခဲ့ခြင်းဖြစ်သည်ဟုသိရတယ်။လူတွေကလည်းအယံကိုကြောက်เสียကောင်းမှလားနော်။ဆရာနေစင်မင်းတော်ရေးသားထားတဲ့ဖိုးတကောင်ရဲ့တန်ရောစင်ဆိုတဲ့ PM Member Log ဇာတ်လမ်းလေးကတော့ဒီမှာနေပြီးဆုံးပါပဲခင်ဗျာ။ ဆရာနေစဉ်မင်းတော်နဲ့တကွာနားစင်ပေးခဲ့ကြသူတအုပ်တယောက်ချင်းစီပေါ်အထူးပင်ကျေးဇူးတင်ရှိပါတယ်။တာယာပြည့်ရှင်သောညလေးကိုပိုင်ဆိုင်နိုင်ကြပါသည်ခင်ဗျာ။